နဝိုးအချိုင်လိုင်းနိုင်ခဲ့တာကြောင့် Miss Grand မြန်မာ2025ရဲ့ဝင်းနာထရဖိုကြီးကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ JK Sophia ပရိသတ်များလုံးမဲမင်္ဂလာပါမတ်တပန် page ကနေကြိုဆိုလိုက်ပါတယ် Miss Grand မြန်မာ2025ပြိုင်ပွဲကြီးကဝေဖန်မှုတွေကြားကနေအခုချိန်မှာတော့ Grand Final ပွဲကြီးကိုတော့အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ Miss Grand ပွဲကပြီးခဲ့တဲ့2024ခုနှစ်မှာထူးအပ်လွင်သဲဆုညိန်တွန်းရဲ့ပြဿနာတွေတက်ခဲ့တာကြောင့် မြန်မာပြည်သူတွေကမှခခင်းရှိုးအနေနဲ့ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါနောက်နှစ်ကျင်းပရင်ဘယ်သူမှအမပေးတော့ဘူးလို့ဆုံးဖြတ်ခဲ့ပေမဲ့တကယ်တမ်းပြိုင်ပွဲစတင်တဲ့အခါမှာတော့တခဲနှန်းကိုအပြေးခဲ့ကြတာပါအရင်က Miss Grand ကို2000လွင်က National Director ဖြစ်တာဝန်ယူကျင်းပလာတာဖြစ်ပြီးအခုနှစ်မှာတော့ Moran Signor ကပြောင်းလဲတာဝန်ယူခဲ့တာကြောင့်2000လောက်လုံးနိုင်ပါမလားဆိုတဲ့အမြင်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ Moran Signor ကလည်းပထမဆုံးလုပ်တဲ့ပွဲလို့မထင်ရလောက်အောင်အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲမှာရှင်ပြိုင်တဲ့ပြိုင်ပွဲဝင်တွေကလည်းပြည်သက်တွေရဲ့အာရုံကိုဖန စားနိုင်လောက်သွက်လက်ဖျက်လန့်နေခဲ့တာပါမရန်ဆိုင်တော်ရဲ့စ조사မှုတွေနဲ့ပြန်ပွဲဝင်နေရဲ့သွက်လက်နေမှုတွေကြောင့် Miss Grand Final ပွဲကြီးကထင်ထားတာထက်ကိုပုံမမြန်ဆိုင်နေခဲ့တာပါဒီပွဲမှာ Winner Crown ကြီးကိုဘယ်သူပိုင်ဆိုင်နိုင်မလဲဆိုတော့ပရိသတ်တွေကစိတ်ဝင်စားရှိခဲ့ကြတယ်ပြန်ပွဲဝင်နေတဲ့အခါအသွက်လက်ဆုံးတဲ့အရေးချင်းရှိဆုံးဖြစ်တဲ့ JK Sophia ကို Winner ဖြစ်မယ်လို့အားလုံးကခံမှန်းခဲ့ကြပြီးပြန်ပွဲညမှာတော့ခံမှန်းထားသလိုနမ်ခန်းကိုစားပြု JK က Winner Crown ကြီးကိုအရယူနိုင်ခဲ့တာပါဒါ JK ကအခြားပြန်ပွဲဝင်တွေထက်အရေးချင်းရှိတာကြောင့် ာဖြစ်တယ်လို့နဝွင့်ရဲ့အကြိုက်ကိုတွေ့သွားလို့ပဲဖြစ်ပါတယ်။ JK ကအစားပိုင်းမှာတော့ဆိုလိုအဖြစ်မြန်မာစတားပြိုင်ပွဲကြီးကိုရှင်ပြိုင်ခဲ့တာပါ။ဒါပေမဲ့ဝင်းနာမဖြစ်ခဲ့လို့အလှမဲ့ဘက်ကိုကူးပြောင်းသွားခဲ့ပြီး Miss Grand မြန်မာပြိုင်ပွဲကိုနန်ခမ်းကိုစားပြုအလှမဲ့ဖြစ်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ JK ကဆိုလိုအဖြစ်စတင်ရှင်ပြိုင်ခဲ့သူမလို့ဆိုပိုင်းဆိုင်ရာမှာရေးချင်းရှိတဲ့အပြင်အင်္ဂလိပ်စကားပြောလဲကျွမ်းကျင်သူဖြစ်ပါတယ်။ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစားကလည်းပြည့်ပြည့်သူဖြစ်တာကြောင့် Miss Grand ကိုဝင်အောင်ရှင်ပြိုင်တဲ့အခါအလုံးထက်ထင်ထွက်နေကြရပါ performance လဲကောင်းတယ်လို့ ုံအများအားသက်လက်တက်ကြွနေတာကြောင့်ပြည်သက်တွေရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ JK ရဲ့အာနယ်ချက်ကတော့ခန့်ဝောက်ပိုင်းကိုမပိုင်နိုင်သေးတာပေါ့။ခန့်ဝောက်လျှောက်တဲ့အခါခြေခွင်းတလို့ဖြစ်နေလို့ဝေဖန်မှုတွေလည်းရှိခဲ့တာပေါ့။ဒါပေမဲ့အခြားသောပြန်ပွဲဝင်တွေထက်ဆိုင်ရင် JK ကသာ Winner Crown အတွက်ထိုက်တန်နေတာကြောင့်ပြည်သက်တွေကရောနဝတ်ကပါ Winner ဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။အလှမဲ့ပြန်ပွဲတွေရဲ့ထုံးစံကအလှပအရေးချင်းနေတဲ့ရှင်ပြိုင်ဆုံးဖြတ်ရတာဆိုပေမဲ့ Miss Grand ကနဝတ်ကတော့သွက်လက်တော်ကိုပို့ချိုက်တတ်ပါတယ်။ တလားဖြက်လန်းနေတာက Miss Grand ရဲ့ထုံးစံဖြစ်နေတာကြောင့်အများရန်တတ်တတ်လတ်လတ်ရှိနေတဲ့ JK Sophia ကနဝတ်ရဲ့အချိုက်ဖြစ်လာခဲ့တာပေါ့။ဒါအပြင် JK ကနဝတ်သဘောကျစီမဲ့စကလုံးတွေကိုရွေးချယ်ပြောနိုင်ခဲ့တာပေါ့။ Miss Grand ကဇေယောင်ပွဲတစ်ခုဖြစ်နေတာကြောင့်ဇေယောင်ရတာကိုသဘောကျသူဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ဒီလိုရည်ချင်းနေကြောင့် JK ကနဝတ်ရဲ့အချိုက်ဖြစ်သွားသလို Q&A မှာလည်းအမှားရွက်မရှိသေချာဖြေဆိုသွားနိုင်တာတွေက JK ကိုဝင်းနာဖြစ်ဖို့ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ Breather တို့အနေနဲ့ရောနဝတ်ရဲ့အချိုက်ကိုလိုက်နိုင်ခဲ့တဲ့ JK က နိုင်ငံတကာဆင်မြင့်ထမရုံဝင်နာဖြစ်လာနိုင်မယ်လို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ